ားလုံးပဲမင်္ဂလာပါရှင်။မနေ့ဖြန်နိုဝင်ဘာလ6ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဘင်္ဂလားပင်လယ်ဘက်ကမြန်မာနိုင်ငံအနီးမှာဖြစ်ပေါ်နေတဲ့အာကောင်းတဲ့လေဖျားနှင်းရေပုံကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်းတွင်းပိုင်းကိုဖြတ်ကျော်ဝင်ရောက်သွားပြီးပဲဖြစ်ပါတယ်။ ဒီကနေ့မှာပဲဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်ကတောင်တရုတ်ပင်လယ်ထဲကိုဝင်ရောက်လာတဲ့တိုက်ဖုံးမုန်တိုင်းကအားလုံးကောင်းတဲ့တိုက်ဖုံးမုန်တိုင်းဖြစ်လာပြီးအနောက်ဘက်ဗီယက်နမ်နိုင်ငံအလဲပိုင်းကိုဆက်လက်ရွှေ့လျားနိုင်ကနိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့မှာတော့ဗီယက်နမ်ကမ်းခြေကိုဖျက်ချော်ဝင်ရောက်နိုင်တယ်လို့မိုးလဝတ္ထပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။အဆိုပါတိုက်ဖုံးမုန်တိုင်းရဲ့မုန်တိုင်းအကျဉ်းကျန်တွေကလာအိုနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ကနေတဆင်မြန်မာနိုင်ငံနယ်စပ်ကိုမြဝတီမြို့အနီးကနေနိုဝင်ဘာလ9ရက်နေ့မှာဖျက်ချော်ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့်နဝမာလ9ရက်နေ့ကနေ10ရက်နေ့အထိကရင်ပြည်နယ်မွန်ပြည်နယ်ကရင်ကရားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတနင်္လာရီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနဲ့နေပြည်တော်တို့မှာမိုးအထင်းအထင်းရွာသွန်းနိုင်ပြီးရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာတော့နေရာကွက်ပြီးမိုးသည်ထန်နိုင်ပါတယ် မနက်ဖြန်နဝေမာလာ6ရက်နေ့နေ့လယ်ထိကရနီကရားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်ရှေးပိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကျကျ၊ရခိုင်ပြည်နယ်နဲ့မန္တလေးတိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရာနှုန်းပြည့်ဖြစ်ပါတယ်။ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ တနင်္လာရီတိုင်းမှာမိုးတိမ်တောင်းတွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတိမ်တောင်းတွေရွေ့ရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပြစ်ခြင်းလေဆီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချုပ်တင်သတိပြုနေတိုင်းကြဖို့မိုးစလားကသတိပေးထားပါတယ် မြန်မာကင်မရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်းရမယန်ခါမောတက်လေပင်များကြက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။မောတက်လေပင်ကြစဉ်ရေပင်မြေပင်လေဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်က9ဘေကနေ9ဘေကန်အထိရှည်နိုင်ပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တရနာအီတိုင်းတို့မှာမောထစ်ချုံကနေရာကွက်ပြီးမောကြည့်နိုင်ပါတယ်ရှင်။